ရင်းချက်ချင်းဆိုတာလူတိုင်းလိုချင်ကြတဲ့အကြည့်သွေးတစ်ခုပါပဲဒါပေမဲ့ဒီအကြည့်သွေးကိုရရှိဖို့ထင်သာတာထက်အများကြီးပိုကပ်ခဲ့ပါတယ်နာကျင်မှုတွေအရှုံးတွေနဲ့မိမိကိုယ်ကိုထိ ंच ုပ်အနစ်နာခံမှုတွေနဲ့ရင်းနှီးပြီးမှတဖြည်းဖြည်းပိုင်ဆိုင်လာရတာမျိုးပါကျွန်တော်တို့အားလုံးဟာဥကျင်တရားကောင်းကျင်ကြတယ်စိတ်ချမ်းသာပျော်ရွှင်ကျင်ကြတယ်လူတွေရဲ့ယုံကြည်ခြင်းတွေချစ်ခင်ခြင်းတွေကိုခံယူကြတယ် ဒါပေမဲ့ကိုကိုကိုတိုင်ကတော့အဲ့ဒီကောင်းကျိုးတွေရရှိဖို့အတွက်ဆွန့်လွတ်ပစ်ဆက်မှုတွေမလုပ်ချင်ကြဘူးစီးစနစ်တကျသီးခံဆောင်သီးတာမျိုးရေရှည်အကျိုးကိုကြည့်ပြီးလော်လော့ဆယ်အနစ်နာခံရတာမျိုးကိုရှောင်လဲကျင်ကြတယ်ဒါဟာကျွန်တော်တို့ရဲ့နှလုံးသားမှာရင်းကျက်တဲ့စိတ်တဘောထားမရှိလို့ပါဒါမှမဟုတ်ရင်လည်းအားနည်းနေလို့ဖြစ်တာပဲဘာကိုဆိုလို့ဘာကိုကိုပဲလိုချင်သည်ဖြစ်စေကို့အနေနဲ့ဘယ်လောက်ထိကိုဖြစ်ချင်တာအတွက်အပင်ပန်းခံနိုင်ကြလဲဆိုတာကမိမိရဲ့ရင်းကျက်မှုအတိုင်းတာပါပဲ ဒီဆောင်ထဲမှာဆိုရင် အတွေးမြင်ပေါင်းစောင်းပါ24ဘုံနဲ့ပါဝင်ရေးဖွဲ့ထားတယ်ဒီဆောင်ကိုဖတ်ပြီးတဲ့အခါမှာမိမိရဲ့စိတ်ရဲ့အရင်သွေးတွေကိုမြင့်တင်ပြီးကိုယ့်ကိုယ်ကိုကောင်းတဲ့ကောင်းဘယ်လိုတည်ဆောင်နေထိုင်တဲ့လဲဆိုတဲ့အကြောင်းတွေကိုဖတ်ရှုလေ့လာအောင်ဖြစ်ပါတယ်ဒီဆောင်ကတော့စာရေးဆရာချမ်းမင်းခန့်ရေးသားထားတဲ့ရင်းချက်သူတယောက်ဖြစ်ဖို့ဆိုတဲ့စာအုပ်တောင်ဖြစ်ပါတယ်ဒီလိုမျိုးဆောင်းပါးတွေဒီလိုမျိုး အတွေးမြင်နေနဲ့ပတ်သက်တဲ့ဆောင်းလေးကိုဖတ်ရှုခြင်းနဲ့ဆိုရင်ဒီဆောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးလိုက်ပါလို့မှတ်ချက်ပြုလိုက်ပါခင်ဗျာအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ